အားလုံးပဲမင်္ဂလာပါဒီနေ့ဖတ်ပြသွားမယ့်စာအုပ်ကဆရာကြီးလေရင်သာစောချီရဲ့အလုံးသားမလှသူမဖက်ရဆိုတဲ့စာအုပ်ရဲ့အပိုင်း၃ပဲဖြစ်ပါတယ်ရှင်လေခွေးစိမ့်စိမ့်တို့အလေးမှာ တင့်တယ်စွာပေါ်လွင်နေသည်ကချောင်းကောက်ရွာတွေ့ဖက်ထက်တန်းကြောင်းကျောင်းဤနောက်ဘက်ခက်လန်လန်တွင်ခန်းတော်ညညစောစောရောက်တော့ကျောင်းသားအချို့ကျောင်းဝင်းထဲမှာတွားကြလာကြဆော့ကစားနေကြပြီ။ ဆယ်တန်းခန်းထဲတွင်ကြောင်စစောရောက်နေသော ကြော့သားတန့်ရှင်ရေလုံးနေသည်ထိုအချိန်တွင် အခန်းထဲသို့ကြော်ဝင်းနှင့်လှကြိုင်ပြေးဝင်လာသည်ကြော့သားတပြက်စီနှင့်လှဲထုတ်လိုက်သောအမိုက်များသည်ပြေးဝင်လာသောကြော်ဝင်းနှင့်လှကြိုင်ထံသို့တဲ့တဲ့ကြီးရောက်သွားကြ၏ဟာဖေယအနှိတ်သေးသားလူတွေလာတာမမြင်ဘူးလားကွကြော်ဝင်းကသူ့ခြေထောက်ပေါ်တင်လာသောဇီးပေါင်းထုတ်ခေါ်ပလတ်စတစ်အိတ်ကိုဒေါသဖြင့်ကန်ထုတ်ပစ်လိုက်သည် ဘယ်မြင်မလဲကွာသူ့အမေကအကန်းဆိုတော့သူလည်းကန်းနေမှာပေါ့လှကြိုင်ကသူ့ပစိုးပေါ်မှာဖုန်များကိုခါရင်အတုတ်အာနာဖြစ်နေတော့ကြော်တာမျက်နာကိုစစ်စစ်ကြည့်ပြီးပြောလိုက်ခြင်းဖြစ်သည်စောစောစီစီမမျော်လင့်မဲစော်ကားခံလာရတော့စကားများကြောင့်ကြော်တာမျက်နာပြတ်သွားသည်မင်းတို့ပြေးဝင်လာတာငါမသိလိုက်လို့ဖြစ်သွားတာမှန်သိရဲ့နဲ့မင်းတို့ငါအမေကိုမထိခိုက်နဲ့မကြည်နဲ့ရင်ငါ့ကိုပြောပေါ့ မန္နာပြောတာဘာဖြစ်သေးလဲမင်းအမေကအနှိမ့်တယ်မဟုတ်ဘူးလားကျော်ဝင်းဤပြောင်းတင်းသောအမေငါပြောတာရောမဟုတ်လို့လားမင်းအမေကမျက်စိမြင်လို့လားမျက်စိမမြင်အကန်းပေါ့လှကြိုင်ပြောပုံကစော်ကားလွန်၍ကြောတာမခံနိုင်တော့ပါအဲ့ဒီလိုမှန်တိုင်းပြောကြည့်ဆိုရင်လှကြိုင်မင်းအဖေကိုဝတ်သက်သမားလို့ခေါ်ရင်မင်းကြိုက်မလားကျော်ဝင်းရောမင်းအမေကိုတခေါမားလို့ခေါ်ရင်ကြိုက်မလားဘာကွာ ဟဲမင်းကလူဘာဝလို့ခြကွာကဲကွာကြော်ဝင်းနေလှကြိုင်ကကြော်သားကိုဝိုင်းထိုးကြသည်ထိတ်ကောင်တွေရွက်ကြစမ်းရုံငန်းထဲမှာထွက်လာတော့ကြောင်းအုပ်ကြီးဥအောင်တင်းအသင်ရုံငန်းသည်ဆယ်တန်းခန့်နေကက်နေသည်ကြောင်းအုပ်ကြီးရောက်နေသည်ဆိုသည်ကိုကြော်ဝင်းနေလှကြိုင်မသိသလိုကြော်သားလည်းမသိဆရာကြီးအတန်ကိုကြား၍၃ရောင်လုံးလက်ပိုက်ပြီးရက်နေကြသည် ဘာဖြစ်တာလဲဟဲ့ကောင်တွေပြောကြစမ်းဒီကောင်ဆရာကြီးကျွန်တော်တို့ဝင်လာတာမြင်ရတဲ့အမိုက်တွေလှဲချတာကျွန်တော်တို့နှစ်ယောက်စလုံးဖုံးတွေအမိုက်တွေပေးကုန်လို့ပြောတော့သူကစထိုးတာနှုတ်သွက်တော့ကျော်ဝင်းကဥအောင်တိုင်လိုက်သည်ဟုတ်တယ်ဆရာကြီးသူကလည်းကျွန်တော်တို့ကိုပေးကုန်အောင်လုပ်သေးတယ်ပြီးတော့သူကလည်းစထိုးသေးတယ်ပကြိုင်ကကျော်ဝင်းကိုထောက်ခံပြီးထတ်တိုင်သည် ဆရာကြီးကကြော်ဝင်းနဲ့လှကြိုင်တို့၏မျက်နှာများကိုတက်လက်စီစူးစူးဆိုင်ဆိုင်ကြည့်နေသည်ဟုတ်ကဲ့လားကွာအခုငါထွက်လာတဲ့အချိန်မြင်ရတာကမင်းတို့နဲ့ရောက်ကြော်တော့ကိုဝိုင်းထိုးနေကြတာပဲသူကစထိုးလို့ပြန်ထိုးရတာပါဆရာကြီးကြော်တာဟုတ်တလားမင်းကစထိုးတာဆိုဆရာကြီးကကြော်တော့ကိုလှဲ့မိလိုက်သည် မဟုတ်မဟုတ်ပါဘူးဆရာကြီးကြော်ဝင်းကကျွန်တော်ကို အနှိပ်သေးတာတဲ့ နှာကြိုင်ကကျွန်တော်အမေကိုအကန်းနဲ့မင်းပြောသလားကျော်ဝင်းဆရာကြီးကကျော်ဝင်းကိုမေးသည် မပြောပါဘူးဆရာကြီးနှာကြိုင်မင်းကရောကျွန်တော်လည်းမပြောပါဘူးဆရာကြီးမင်းတို့ငါ့ကိုညားတယ်ငါရုံးခန်းထဲကနေအားလုံးကြတယ်ကျော်ဝင်းနဲ့နှာကြိုင်ညင်သွားကြသည်မင်းတို့မကောင်းဘူးစင်းရဲနေကြတဲ့သူနှိမ်ချင်တယ်အနိုင်ကျင့်တယ် ဲ့ဒါဟာတော်တော်အောက်တန်းကြတဲ့စိတ်ပဲသူများကသာပြောချင်တာကို့ပြန်ပြောကြတော့မခံနိုင်ပြန်ဘူးလူဘာဝရယ်ချကွာဆိုပြီးထိုးကြတယ်ပြီးတော့အမှန်တိုင်းဝမခံဘူးလိန်နေကိုကစထိုးပြီးကိုကဥအောင်တိုင်တယ်ဟုတ်တယ်မို့လားကျော်ဝင်းကျော်ဝင်းဘာမှမပြောပါဟဲ့ကအမှန်တိုင်းပြောစမ်းမင်းသူ့ကိုအနှိမ့်တဲ့သားလို့ပြောတယ်မလားပြော ပြောပါရင်ဆရာကြီးမင်းအမေကိုပြန်ထိခိုက်တော့မင်းမခံနိုင်ဘူးမဟုတ်လားဟုတ်ပါရဲ့ဆရာကြီးဟမ်မင်းတော်တော်ကိုချင်းစာတရားမရှိတာပဲလှကြိုင်အကန်းလို့ပြောတာမင်းမဟုတ်လားလှကြိုင်တကြိုင်ဘာမှမပြောပဲခေါင်းငုံနေသည်ခက်ကပြောလေကွာဆရာကြီးကစာရေးစပွဲကိုလက်ထဲမှာကျိန်လုံးနဲ့ရိုက်လိုက်၍ နှာကြိုင်လန့်သွားသည်ဟုတ်ဟုတ်ကဲ့ပြောပြောမိပါတယ်ဆရာတော်တော်တရားတဲ့ကောင်းတွေဟိုကပြန်ပြောတော့နှစ်ယောက်ဝိုင်းထိုးတယ်မင်းတို့မှာအပြစ်ရှိလားမရှိဘူးလားပြောစမ်းရှိပါတယ်ဆရာနှစ်ယောက်လုံးကြောက်ကြောက်နေဖြေကြသည်ရှိရလားရုံးကန်းနဲ့လိုက်ခဲ့မောင်ကျော်သာအမိုက်လေးစရာရှိတာဆက်လေပါ ဆရာကြီးရုံကန်းထဲမှာကြော်ဝင်းနဲ့လှကြိုင်ကိုရိုက်တန်ကြရသည်တယောက်တစ်ချက်စီသာဖြစ်ပါ၏မှတ်ထားနောက်ခိုဘတော်မှအနိုင်မကျင့်နဲ့မတရားတာမလုပ်နဲ့ငါမကြိုက်ဘူးကြော်ဝင်းနဲ့လှကြိုင်ဖင်ကိုပို့၍အတန်းထဲသို့ဝင်လာကြသည်ကြော်သားကိုကြည့်တော့သူတို့မျက်လုံးများက အမုန်းအညိုများနဲ့ညနေကျောင်းစင်းချိန်တွင်ကြော်ဝင်းနဲ့လှကြိုင်ကြော်သားအိမ်ပြန်သောလမ်းမှကြိုးဆောက်နေကြသည် ဟဲ့အောင်လျောကျော်သားကိုလမ်းမစည်း၍တားသည်ကျော်သားကမရက်ဟဲ့ရနေအောင်လို့ပြောနေရမကြဘူးလားရက်စမ်းခုငါကမင်းတို့ရက်ခိုင်းတိုင်းဘာဖြစ်လို့ရက်ရမှာလဲကျော်သားကကိုယ့်ရှောင်းပြီးဆက်သွားရင်စူးစားသည်ဟမ်မင်းကငါတို့အာခံကြုံးကွာကျော်သားရှောင်းတော်လဲမလွတ်မျက်လုံးထဲမှာမီးပွင့်သွားသည်ဟဲလှကြိုင် မင်းကြော်သားပြန်ထိုးသည်ကြော်ဝင်းကပါကြော်သားကိုနှစ်ယောက်ညက်ပြီးထိုးသည်ကြော်သားအပြင်းအထန်ခုခံ၍ပြန်ထိုးတော်လဲနှစ်ယောက်တယောက်မို့မနိုင်ပဲညီကြီးပေါ်သို့လဲကျသွားသည်တတိရှိရင်မင်းဆရာကြီးကိုတိုင်ကြည့်တိုင်ရင်မင်းကိုတရအောင်ချမယ်မှတ်ထားဒါအကြောင်းနဲ့မှမဟုတ်ဘူးကွာเจ้าအပြင်မှာဖြစ်တာကျော်ဝင်းကလဲနေတော့ကျော်သားကိုခါထောက်ကြည့်ပြီး လူမိုက်ပုံဖမ်း၍နေသည်ဟမ်အနှိတ်တဲ့အကမ်းမရဲ့သားလူဘာမဝနဲ့လှကြိုင်ကနေ့ခင်းမှာခံခဲ့ရသည်ကို မကြည်နဲ့၍ထက်ပြီးစော်ကားလိုက်သည်ကျော်တမှာနှစ်ယောက်နဲ့တယောက်ဖြစ်သည့်အပြင် အသက်ချင်းလဲကွာ လူကောင်ချင်းလဲမမျှ၍ခံလိုက်ရသည်အိမ်ပြန်ရောက်တော့အိမ်တကားပိတ်ထားသည် အမေမရှိ အနှိတ်လိုက်နေဟန်တူသည် အမေဝတ်ပြီးထားနေကြပန်းအိုအောင်မှတော့ကိုထုတ်ယူပြီးကြောသားအိမ်ထဲသို့ဝင်သည်နေရန်တွင်ထောင်ထားသောမှန်ကွဲထဲမှကြည့်လိုက်တော့ညာဘက်မျက်ကွင်းတစ်ခုလုံးညိုနေသည်နှက်ခမ်းလဲပေါက်သွားသည် အမေတိလင်စိတ်မကောင်းဖြစ်လိမ့်မည်ကြော်ပါသေးရဲ့အမေကမျက်စိမမြင်လို့ကြောသားကဆန်နုစီဘူးတလုံးကို ထမင်းအိုးထဲထည့်ပြီးဆန်စည်းသည် မီးမွေးပြီးထမင်းအိုးတင်နှင်းသည်ကြောသားရဲ့ ။တဒန်းနဲ့မှအိမ်နီးချင်းနင်းနေအေးကြီးအတန်။ဟောမိနေလာဟာငါ့ကိုထမင်းဟုတ်ခဏကြည့်ပေးစမ်းပါ။ငါရေတထန်းသွားခတ်ချင်လို့။အေးနေရောနင့်ကိုကြောင်းအပြံမှာကြော်ဝင်းနဲ့လှကြရင်ဝိုင်းထိုးကြရဲဆို။ဟုတ်လား။ဟုတ်တယ်။ဒါပေမဲ့အမေပြန်လာရင်မပြောပါနဲ့ဟာ။အမေစိတ်မကောင်းဖြစ်နေမှာဆိုလို့။နင်းပြန်မလုပ်ဘူးလားလုပ်တော့လုပ်တာပေါ့ဟာဒါပေမဲ့ သူတို့ကနှစ်ယောက်ငါထက်လည်းအသက်ကြီးတယ်ငါဘယ်လိုလုပ်နိုင်မှာလဲအယုတ်တော်မှာကောင်းတွေသူများကိုအနိုင်ကျင့်ရမှာစိတ်ချမ်းသာတဲ့ကောင်းတွေနေ့မျက်လုံးမှာညိုမဲနေတာပဲနင်မနာဘူးလားနင်းနင်းအေးကကျော်ဝင်းတို့ကိုမကြင်မနဲ့ပြောရမှာကျော်သားကြီးမျက်လုံးမှာတန်ရာကိုလှမ်းကြည့်ပြီးစိတ်မကောင်းဖြစ်သွားသည်သားရေလူလေးပြန်ရောက်နေပြီလားဟဲ့ ိမ်ရှိလဲစီမှဒေါ်အေးမီရဲ့အတန်ဟောအမေလာပြီဒီအကြောင်းတွေအမေရှိမှဘာမှမပြောနဲ့နော်အေးပါငါသိပါတယ်ကျွန်တော်ပြောင်းနေပြီအမေမိနေလဲရှိတယ်စန္ဒဝဝလာနေတော့အမေကိုကြော်တာတွားတွေ့သည်ကျွန်တော်ထမင်းဦးတည်ရတယ်ရေးတော့ထဲမလို့မိနေကို ထမင်းဦးကြည့်ခိုင်းတာလေအေးအေးတွားတွားဩတာ ခဏနေရောရော့ဒီပစ္စံလေးတိမ့်ထလိုက်အောင်ဟောင်းနှဲနေတော့900တန်လေး2ရွက်အနှိခရလာခဲ့ခြင်းဖြစ်သည်ဒီနေ့ဥပခင်အိမ်မှာနှိပ်ပြီးတော့အမေဘာဖြစ်မှန်းမသိပါဘူးလူလေးရဲ့ခေါင်းထဲကမိုးလိုက်တာရင်ထဲကလည်းတက်လက်လက်နဲ့အသက်ရှူရတာလဲကြက်ပြီးဇောကြီးတွေပြန်လာလို့ဒုက္ခရမလောက်တော့အောင့်မိတယ် ီမကောင်းရင်လည်းအနည်းအနှိမ်မလိုက်ပါနဲ့လားအမေရဲ့အမေကိုကြည့်ပြီးကြော်သာစိတ်မကောင်းဖြစ်မိသည်။အော်မလိုက်တော့ဘာနဲ့စားမှလဲတားလေးရဲ့ကျွန်တော်ကြောင်းထွက်ပြီးအလုပ်တစ်ခုခုလုပ်မှာပေါ့ကျွန်တော်အမေစိတ်ချမ်းသာအောင်လို့သာကြောင်းတက်နေရတာအမေမျက်စိမမြင်ရပဲနဲ့လှုပ်ကြွေးနေတာကို မစားကြင်တော့ဘူးအမေအိုးမဟုတ်တာတားလေးရဲ့ တားလေးကငငယ်လေးရှိသေးတာအလုံးမလုံးရပါဘူးပြီးတော့တားလေးကငငယ်ကလေးကညံသိကောင်းတာပညာပဲတင်ပါအောင်တားလေးရဲ့ကဲကြီးတော်အေးနေမကောင်းရင်လည်းအဲ့ရတဲ့လှဲနေလိုက်လာကျမတွေ့ဖို့မယ်အော်အေးအေးတားတို့တားတို့ငါတူမလေးကလိမ္မာလိုက်တာအခုတော့တတ်တာသွားပါပြီကွယ် ဥပခင်အိမ်ကသွေးစစ်တစ်ခွက်တောက်ခဲ့ရတယ်။အမေမိနေရှိတော့ကျွန်တော်ရေတစ်ခေါက်သွားထမ်းလိုက်ရုံပဲနော်။အေးအေးသွားသွားငါ့သား။ကြောသားရေထမ်းပုံးနှစ်ခုနဲ့အိမ်မထွက်လာခဲ့သည်။အော်အမေခမညာနေမကောင်းဖြစ်နေတာတော့ငါအတွက်ရှာဖွေကျွေးနေရလို့မနာနိုင်သေးပါလား။ကြောသားစိတ်မကောင်းဖြစ်မိသည်။ ဆယ်တဲမြင်မြင်အောင်အလုတ်မြင်မြင်ရပြီးအမေကိုလှုပ်ကြွေးချင်လိုက်တာရေခက်လမ်းဘေးမှာရိမ့်ွဲ့နေသောအုံးမေအိုကြီးကိုကြော်တာလှမ်းကြည့်လိုက်သည် အမေ အသက်ရှည်ရှည်နေရပါစေဗျာဆယ်တန်းချည်ရန်နှစ်ပတ်တာလိုတော့သည်မိဘဆရာအသင်ခံဖြစ်သောအထက်တန်းပြဆရာဦးခင်မောင်ရင်အင်္ဂလိပ်စာအချိန်ကိုသင်ပေးနေစဉ်နင်းနေအေးအမေဒေါ်တင်းထောင်အပြေးအလွှားရောက်လာသည်ကြော်တာကြော်တာဟဲ့ ကြော်တာရှိသလားအတန်းပေါင်းကွာမှရက်ပြီးဒေါ်တင်းတော်အော်ဟစ်မင်းနေပုံကအရေးတကြီးနံလွန်၍စာတင်နေသောဆရာနှင့်ចောင်းသူចောင်းသားအလုံးဒေါ်တင်းထုံကိုလှမ်းကြည့်လိုက်ကြသည်ဒီမှာရှိတယ်ကြည့်တော့တဲ့ကြော်တာထွက်မတည့်ရက်၍ထူလိုက်သည်ဟဲ့နေအမေမူးပြီလဲလို့လာမြင်မြန်လိုက်ခဲ့ကြော်တာကဆရာကိုလှမ်းကြည့်လိုက်သည် လိုက်တော်လီမောင်ကြော်တာ ကျော်သားစာအုပ်များကို လွဲအိတ်ထဲအမြန်ထည့်ပြီးစိုးရိမ်ပူပန်စွာ ထွက်လာခဲ့သည် အာလုံဤမျက်လုံးများကကျော်သားကိုလှမ်းကြည့်နေကြသည်ကျောင်းအပြင်ရောက်သည်နှင့်ကျော်သားဒုံဆိုင်ပြေးလေတော်သည်သာခေါ်တော်ဒေါ်တင်းထုံအနောက်မှအဝေးကြီးကျက်နေခဲ့သည် အမေအမေအိမ်သို့ရောက်သည်နှင့်အမေကိုအော်ခေါ်ရင်းအိမ်ထဲသို့ပြေးဝင်သွားသည်အိယာပေါ်မှအမေဘေးမှမိမကြီးများ ဝါရံလျက်ကြော်တရင်ထဲမှာထိတ်သွားပြီအမေအမေအမေဘာဖြစ်လို့လဲအမေအဲ့ရဘေးကိုပြေးသွားရင်ကြော်သားအလင်းစလို့မေးလိုက်သည်မင်းအမေမူးလဲသွားလို့အတော်ကြီးတယောက်ကဖြေသည်ဒါဒါလေးအမေအတန်ကမပီတာတော့ပါအမေပါတစ်ဖက်ရွေ့သွား၍ပါဇက်ပါရွေ့နေလေသည် အမေမျက်လုံးအိမ်မှာစီးကြလာသောမျက်ရည်များကအမေနှစ်ထင်မှဇပင်ရှုပ်ရှုပ်တထွေများတဲ့သို့ဝင်ရောက်ပြောက်ွယ်သွားကြသည်အမေကိုတချမ်းမှာလှုပ်၍မရတော့ပါမျက်မမြင်ဒုက္ခိတဖြစ်သောအမေခမညာလေဖြက်၍ကိုတချမ်းတရရှာပြန်ပြီအမေအမေရဲ့ဖြစ်မှဖြစ်ရလေဗျာကြော်သားအမေကိုတနာလွန်၍ အမိကိုဖတ်ပြီးငိုမိသည်။ตาအမိကို ကြည့်မြင်နေရသူအတော်ကြီးများစိတ်မကောင်းဖြစ်ကြသည်။အော်ကန်ဆိုးလွန်ရှာတဲ့အမိရဲ့